မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလိုက်ရွာပြီးဆိုးအောင်ရက်ွက်ကိုစုံစုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြက်ရမှာအသက်40ဝန်းကျင်အရွယ်အမျိုးသမီးတူဘုံထိမှန်တည်ဆုံပြီးတော့အလောင်းရှာမရတော့ဘူးလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်ဝင်ခရိုင်ဖကဖကထုတ်ပြန်ပါတယ်။စုံ29ရက်မနက်7:00နာရီဝန်းကျင်မှာမန္တလေးမြို့တဒအူးကနေတက်လာတဲ့ Jet Fighter တိုက်လေရင်နဲ့လက်ပံလိုက်ရွာပြီးဆိုးအောင်ရက်ွက်ထဲကိုစုံစုကဘုံကျဲချခဲ့ရမှာအရက်သားပြည်သူအမျိုးသမီးတူတည်ဆုံပြီးတော့နေအဆောင်အုံ၃လုံးပျက်စီးခဲ့ပါတယ်။စုံစုရဲ့ဘုံထိမှန်တည်ဆုံသူအမျိုးသမီးဟာ နေမကောင်းလို့အိပ်ရတဲ့လှဲနေချင်းနေအိမ်ပေါ်ကိုဘုံတက်တဲ့ကြာရောက်ခဲ့တာလို့ရွာခံတူကပြောပါရယ်စင်ကူးနယ်ကို2024ဇွန်လမှာတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စောစုကအရတားပြည်သူတွေနေရာကိုပြစ်မှတ်ထားကထင်းတိုင်းကျဲဘုံကျက်တပ်ဖြတ်နေတာပါပြီးခဲ့တဲ့မေလအတွင်းစောစုကနိုင်ငံတော်ဝန်လေကြောင်းဘုံကျက်တပ်ဖြတ်မှု344ကျင်းကျူးလွန်ခဲ့ရမှာ ဘုံဒီမတ်လိုအသက်16နှစ်အောက်ကလေးတငယ်40ကျော်အပေါင်းရင်လူ100ကျော်တိဆုံးခဲ့က400ကျော်တန်ရာရပြီးတော့စာတန်ကျောင်း18ကျောင်းဆေးရုံဆေးကန်6ခုနဲ့ဖျားစီရီတန်လာနီကအဆောင်12လုံးနဲ့နေအိမ်342လုံးထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားညွေအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။